ဇလန်လီရဲ့အစမှဆိုရင်မျက်နှာပေါ်မှာထူးဆန်းတဲ့မွေးရပါအမှန်ရှိတဲ့ကောင်းလေးတယောက်နင်းထူကြီးအထက်မှာတယောက်တည်းကြောက်လန့်နေကြထွက်ပြေးနေတာကိုတွေ့မြင်နေရမှာပါမကြာခင်မှာတော့ကောင်းလေးကချောတဲ့မျက်နှာပြပေါ်မှာလဲကျသွားခဲ့ပြီးတော့သူ့ရဲ့အပေါ်ကိုနင်းတွေပစ်ချလိုက်တာခံရပါလိမ့်ဒီလိုနဲ့ရဲ့အနေငယ်ကြမှာတော့ကောင်းလေးရဲ့ဝမ်းနဲ့နေခဲ့တဲ့မိဘဝေကိုကလေးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးအင်တာဗျူးနေတာမြင်ရမှာပါဒီအမှုကမြို့မှာလူတိများသွားခဲ့ပြီးတော့အမေဖြစ်သူကသူ့ရဲ့သားလေးဟာခါတိုင်းလိုပဲစော့နေခဲ့တာဖြစ်ပြီ အပြင်ထွက်သွားပြန်နောက်ပြန်မလာတော့တာပါလို့ရှင်းပြထားပါရင်အဲ့ဒီနောက်မှာတော့အနားမှာရှိတဲ့တောင်တွေမှာလူရဲ့အများကြီးပျောက်ဆုံးနေတဲ့အကြောင်းသတင်းတွေကိုတွဲဖက်ပြသထားပါရင်အဲ့ဒီလူအများစုဟာမကြသေးမီနှစ်တည်းအတွင်းမှာပျောက်ဆုံးခဲ့ကြတာဖြစ်ပြီးတော့လူပေါင်း၁၀၀ကျော်လောက်အဲ့ဒီမှာပျောက်ဆုံးနေတယ်လို့ယူဆလို့ရပါတယ်ရဲဝေရဲ့စူးစားအထောက်အမှုတွေရှိပေမဲ့လည်းသူတို့ဘယ်ရောက်နေတာလဲဆိုတာကိုမတိရသေးပါဘူးစက်ကားကလည်းပစ်ဆုပ်ပန်ခစ်ကိုကူးပြောင်းသွားခဲ့ပြီးတော့တငယ်ချင်း၅ယောက်အပြော့အပအတွက်တောင်ပေါ်တွားကြတာကိုမြင်နေရမှာပါ အဲ့ဒီအုပ်စုမှာစုံတွဲနဲ့တွဲနဲ့မော်တန်ဆွဲတကူတဲ့ဓမ္မတယောက်ပောက်ဝင်ပါလေသူကအရန်ကိုမှတကူတဲ့ဖြစ်တာကြောင့်သူ့ရဲ့လက်ကိုသူ့ရဲ့ရေးစားလို့မှတတ်မှတ်ထားတာပါမကြခင်မှာတော့သူတို့ဟာမြို့နယ်ဝေးတဲ့သူတို့ရဲ့ခရီးပန်းတိုင်ကိုရောက်ရှိသွားကြပါပြီအုပ်စုကအချိန်ဆွဲမနေတော့ဘဲနဲ့တောင်ကြီးတလုံးကိုတက်ဖို့စတင်တော့ပါလေသူတို့ဟာဒီတိတ်ဆိတ်တဲ့နေရာကိုရွေးချယ်ခဲ့ကြတာကတော့ တန်းစီနေစရာမလိုအပ်ပဲနဲ့လူထောင်ပေါင်းများစွာကြားတဲ့ကနေနင်းလျော်စည်းစရာလည်းမလိုတာကြောင့်ဖြစ်ပါရင်ထိတ်ဆုံးကိုရောက်တဲ့အခါမှာသူတို့ကအမခန့်လပတဲ့ရှုခင်းကြောင့်စကားတော်ပြောမထွက်ကြပါဘူးခဏလောက်စကားဝေပြောပြရနောက်အားလုံးကနင်းလျော်စည်းကတောင်းအုပ်ကိုဆင်းလာကြပါရင်ပထမမိနစ်အတွင်းမှာတော့သူတို့ကသူတို့ရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ကြွမ်းကျင်မှုကိုပြသပြီးအချိန်ကောင်းတွေကိုဖျက်ဆီးနေကြတာပါဒါပေမဲ့အမကြခင်မှာပဲဘေးအန္တရာယ်တစ်ခုကိုရင်ဆိုင်လဲရပါရင် မော်တန်ဟာဟန်ချက်ပြတ်သွားခဲ့ပြီးတော့မတော်ဆမှုဖြစ်သွားခဲ့ပါရင်ဂျန်နယ်လူရီကသူ့အဆင်ပြေသလားစွာကိုစစ်ဆေးဖို့အပြေးလွှားသွားကြပြီးရနောက်သူ့ရဲ့ခြေထောက်တစ်ဖက်ကကျိုးသွားတာကိုတိလိုက်ရပါရင် တငယ်ချင်းတွေကလည်းတွေးထွက်တာရက်စီဖို့အဝတ်တစ်ခုနဲ့လင်းမြစွာစီးထားလိုက်ပြီးယမ်နီကာကလည်းအယိုးကိုနေရာပြန်တဲ့ပြလိုက်ပါရီဒီလိုလှုပ်ပြီးထားတာကလောလောဆယ်မှာဆိုရင်တော့အန်ဒီယေကိုကောက်ွယ်ပေးနိုင်ပြင်မဲ့မော်တန်ဟာရှေးဦးတူနာပြုမှုလိုအပ်နေခဲ့ပါရီဒါပေမဲ့ရာတီဦးတူဆိုးရွားတာနဲ့အမြင့်မှရှိနေခဲ့တာကြောင့်မိုဘိုင်းဖုန်းစင်ကနေဝီကအလုံးမလုံးပါဘူးယမ်ကီနီဟာမြို့ပြန်ရောက်ပြီးအကူအညီခေါ်ဖို့အတွက်အချိန်တော်တော်ကြာအောင်မယ်လို့ထင်တာကြောင့်သူတို့ကပတ်ဝန်းကျင်ကိုကြီးရှုလိုက်တဲ့အခါမှာအဝေးမှာဆိုရင်အဆောက်အုံတစ်ခုကိုတွေ့လျက်ရပါတယ် ွန်တန်ကလည်းလုံးဝလမ်းမလျှောက်နိုင်တာကြောင့်အုပ်စုကဆွဲလဲတစ်ခုပြစ်လုခဲ့ပြီးသူ့ကိုခိုးလုံရစီတည်သွားလိုက်ကြပါရင်အဲ့ဒီနေရာကိုရောက်တဲ့အခါမှာအဇောင်းအောင်ဟာသူတို့ထင်ထားတာထက်အရန်ကြီးနေတာကိုတွေ့ရပါရင်အဲရီကအ धिक တကားကိုဖွင့်ဖို့ကြိုးစားပေမဲ့တော့ခတ်ထားတာကိုတွေ့ရပါရင်အဇောင်းအောင်ဟာစွန့်ပြစ်ထားတယ်လို့ယုံကြည်တာကြောင့်သူကပဒင်းပေါက်ကနေမန်ကိုခွဲပြီးတော့ဝင်သွားလိုက်ပါရင်ပြီးတော့အ धिक တကားကိုဖွင့်ပေးလိုက်တဲ့အတွက်အားလုံးအထင်းကိုဝင်နိုင်သွားခဲ့ပါပြီအဲ့ဒီနေရာဟာတော့တွေ့အများကြီးချိတ်ဆွဲထားတာကြောင့် ဟိုတယ်တစ်ခုလိုမျိုးဖြစ်ပုံရပါရင်ဒါပေမဲ့အချင်းအကြာကြီးဆုံးပြစ်ထားသလိုမျိုးပြက်စီငြက်ပတ်နေတာကိုတွေ့ရပါရင်ဒါအားကလည်းပြက်နေတာကြောင့်အုပ်စုကမော်တန့်ကိုသူတို့ဘာသာကုစားဖို့ဆုံးပြလိုက်ကြပါရင်ဂျနီကာကတငယ်ရှင်တွေကိုမီးမွေးဖို့နဲ့တောက်စရာတစ်ခုကိုယူလာဖို့ပြောလိုက်ပြီးသူကတော့မော်တန်ရဲ့ခြေထောက်ကိုစန့်တန်းဖို့စီစဉ်နေခဲ့ပါရင်အိမ်ကြီးကိုရှာပွေပြီးတဲ့နောက်မီကေဟာအရက်ပလင်းတော်တော်များကိုရှာတွေ့ပြီးဂျနီကာကတော့ကတ်အားကောင်းတဲ့ကော့တမျိုးကိုတွေ့တွားခဲ့ပါရင်ကန်ကောင်းတာက အင်ကွန်းရဲ့အိတ်ထဲမှာနာကျင်မှုတက်တာစီနဲ့ဈေးဝေပါလာလို့မော်တန်ရဲ့တရားကိုချုပ်ဖို့စတင်နိုင်ခဲ့ပါပြီဂျန်နီကာဟာအနာကိုပတ်တီးဖြည့်တန့်ရှင်းစေခဲ့ပြီးတော့အနာရဲ့ပပတ်လက်မှာလည်းကော်လီတုပ်ပေးခဲ့ပါပြီအခုဆိုမော်တန်တယောက်အန်ဒီရဲ့ကင်းသွားပြီမလို့အုပ်စုကညမှာအဲ့ဒီမှာပဲအိတ်ပြီးနောက်တနေ့မနေ့စောစောထွက်ခွာဖို့အစီအစဉ်လိုက်ပါပြီအဲရစ်မီကန်နဲ့အင်ကွန်းတို့ကနေရာကိုစူးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ကြပြီးယမ်နီကာကတော့မော်တန်နဲ့အတူနေရခဲ့ပါပြီ တို့တုံးရောက်မောင်မိုက်တဲ့စင်းကြံလန်အတိုင်းလျှောက်သွားလိုက်ပြီးတော့ဘေးတိုက်မှာအခန်းကြီးအများရှိတာကိုသတိထားမိခဲ့ပါရင်တို့ကအရေးပေါ်ပစိန်လဲသူ့နေရာကနေပျောက်နေတာကိုသတိထားမိပေမဲ့တိတ်ပြီးခုမဆိုင်ပါဘူးမကြခင်မှာပဲအောက်ထပ်ကိုလိလလိုက်တဲ့အခါမှာမီးဆက်ခံဖြစ်နေတာကိုတွေ့ရပါရင်အဲဝေးကမီးရအောင်ထိန်းချုပ်ခလုတ်တွေကိုစမ်းသပ်ကြည့်ပါရင်အပြင်မှာဆိုတော့မော်တန်နဲ့ယန်နီကီစကားပြောနေတော့အတိကတခါဟာရုတ်တရက်ပွင့်လာပါရင်ယန်နီကီအမြန်ဆုံးသွားကြည့်လိုက်တော့အပြင်မှာဘယ်သူကမှမရှိပါဘူး တစ်ချိန်တည်းမှာပဲ Eric ဟာမီးဆက်ကွာအောင်မြင်စွာဖွင့်နိုင်ခဲ့လို့နေရာတစ်ခုလုံးကမီးလင်းလာခဲ့ပြီးတော့ဂီတတန်ကလေးစတင်ကြားလေရပါရင် Eric ကသူ့ရဲ့ရည်စားကိုအပျော်တကြီးတွားရှာတော့အင်ကွန်းနဲ့ Michelle တို့စုံသွဲကမီးလောင်နှံရနေခဲ့တဲ့နေရာတစ်ခုမှာပျော်ပျော်နေဖို့ဆုံးပြလိုက်ကြပါရင် နောက်ထပ်စုံစမ်းစစ်ဆေးမှုအရာသူတို့ဟာအတိတ်ကမီးလောင်ခဲပုံရာနဲ့အခန်းတစ်ခန်းတည်းဝင်ရောက်သွားခဲ့ပါလိမ့်အခန်းထဲမှာဆိုရင်ကတင်နဲ့ပြိပေါ်ကားဝေးအလုံးပြပုံဖြစ်နေခဲ့ပါပြီအဲ့ဒီနောက်ပိုင်းအုပ်စုတခုလုံးဟာအဲ့ခန်းမှာစုယုံလာကြပြီးတော့အာယုံလွဲဖို့ကီတာဖွင့်အရက်တော့အာရှင်နောက်ပြောင်ကအပြော်ဘာဝေးလုံနေကြပါလိမ့်လက်ရှိမှာဆိုရင်ကြန့်ခီကဟိုတယ်ရဲ့အမှတ်တမ်းကိုကြည့်နေခဲ့ပြီးတော့ဧည့်သည်ဝင်ထားတာအများကြီးကိုတွေ့ရပါလိမ့်အဲ့ဒီအချိန်မှာကြန့်ခီကဧည့်သည်တယောက်ရေးသားထားတဲ့ထူးဆန်းတဲ့မတ်စုတခုကိုတွေ့လဲရပါလိမ့်အဲ့ဒီမတ်စုကတော့ တင်းရံကောင်လေးကိုတွေ့မှာပါလို့ရေးထားတာဖြစ်ပြီးဒါဟာ1989ခုနှစ်နှစ်ပေါင်း30နီးပါးအကြာကဒိုင်ယာရီအထဲမှာရေးသားထားတဲ့နောက်ဆုံးမတ်စုဖြစ်နေခဲ့ပါတယ်။အုပ်စုကလည်းတင်းရံရောက်ပျောက်ဆုံးသွားတာလားလို့တွေးနေကြပါတယ်။ယန်ကင်နီကလည်းမိဘနဲ့တာလီပါတဲ့မိသားစုတပ်ပုံပုံကိုတွေ့ပြီးတော့အဲ့ဒီကလေးငယ်ဟာဆက်လန်အစပိုင်းမှာတွေ့ခဲ့ရတဲ့ကောင်လေးပဲဖြစ်ပါတယ်။ပါတီပြီးတဲ့နောက်မီကိုနဲ့အင်ကွန်တို့ကတယောက်နဲ့တယောက်အချင်းယူဖို့အခန်းတစ်ခန်းတည်းကိုတွားလိုက်ကြပါတယ်။တို့နဲ့အပြော်ပါလို့ဖို့အရန်ကိုဆရာထက်တန်နေခဲ့တော့ပါ ဂျန်နီဂီနဲ့အဂရီတို့ကလည်းဂဒင်းတလုံးထဲအိတ်ကြပေမဲ့မော်တန်နဲ့နီးတဲ့အနေအမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါရင်တစ်ချိန်တည်းမှာပဲမီကယ်ကအင်ကိုနဲ့ခဏနီးနေဖို့ကြိုးစားပေမဲ့သူကအစင်သက်မဖြစ်သေးဘူးလို့ပြောကတားလိုက်ပါရင်ဒါဟာတောင်းတနေခဲ့တဲ့သူ့ကိုဒေါ်ရထွက်စီလဲအတွက်အနီးကအချိန်ကိုဆွတ်လွတ်လိုက်ပြီးဒီအချိန်ထိသူ့ကိုကစားနေတယ်လို့ဆွဆွဲလိုက်ပါရင်အင်ကိုဟာသူအမှန်တကယ်ချစ်တဲ့အကြောင်းပုံမတိကျွမ်းဖို့ပဲလိုအပ်တဲ့အကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့သူကတော့ဒရကြီးထွက်ခွာသွားခဲ့ပါရင်မိကောဟာအောက်ထက်ကိုဇင်းသွားခဲ့ပြီးတော့ သူရဝန်내မှုကိုဖျောက်ဖို့အတွက်အရက်တွေစားတော့ပါရင်အင်ကွန်းကလည်းတယောက်တည်းဖြစ်သွားတော့ရေချိုးဖို့ဆုံးပြပါရင်ဒါပေမဲ့ရေဖွင့်လိုက်တဲ့အခါမှာတယောက်ကသူ့ရအနောက်ကနေဖြတ်သွားလို့သူ့ရေစားဖြစ်တယ်လို့ထင်ပြီးထွက်ကြည့်ပါရင်အဲ့ဒီနောက်သူဟာသူ့ရပစ္စည်းတွေကိုစုစည်းပြီးတော့တငယ်ချင်းတွေစီပြန်သွားဖို့ပြင်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့လူတယောက်ကသူ့ရအနောက်ကနေရိုက်ပြစ်လိုက်ပါရင်တိုက်ခိုက်ခံလျက်ရတဲ့ကောင်မလေးဟာအစွမ်းကုန်အော်ဟစ်ခဲ့ပြီးမှအောက်ထပ်မှရှိရအောင်စုကတော့ခြေလောင်တဲ့ဂီတအတန်တွေကြောင့်မကြားလိုက်ရပါဘူး သွေးဝေထွက်နေခဲ့တဲ့အင်ကွန်းဟာစင်းကြံလန်းတလျှောက်ပြေးလာခဲ့ပြီးသူ့ရဲ့ရီစာအေးအေးဆေးအရက်တောက်နေတဲ့ဧည့်ခန်းကိုရောက်လို့နေပါပဲဖြစ်ပါရင်ကံမကောင်းစွာနဲ့ပဲလူတပ်သမားကတစ်ချိန်တည်းရောက်လာခဲ့ပြီးသူ့ကိုဆွဲခေါ်တော့ပါရင်အေဒီကဘယ်တငယ်ရှင်းကမှသူမအဆင်ပြေလားစွာကိုတွားရောက်မစစ်ဆေးချပေါင်းမီရှဲဟာသူ့အစောပိုင်းကပြောခဲ့တဲ့စကားဝေကြောင့်စိတ်ဆိုးနေတယ်လို့ထင်တာကြောင့်သူ့ကိုတယောက်တည်းနေခွင့်ပေးထားလိုက်ဖို့ဆုံးဖြတ်လိုက်ပါရင်ဒီလိုနဲ့နောက်တနေ့မနေ့မှာတော့နီကိုဟာသူ့ရဲ့အမားကိုတိလာခဲ့ပြီးမနေ့စာနဲ့သူသူမရဲ့အခန်းစီကိုတော့ပါရင် ီကိုကတကားခောက်ပြီးတော့သူအရင်ပြောခဲ့တဲ့စကားအတွက်တောင်းပန်ပါလိမ့်ဒါပေမဲ့သူမကဘာမှတုံ့ပြန်မလာတဲ့ခါမှာသူကလည်းမနေ့စာကိုဂျမ်းပြေပေါ်မှာထားခဲ့ပြီးထွက်ခွာသွားပါလိမ့်အောက်ထပ်မှာဆိုရင်အဲရီကအဝတ်အစားပြည့်စုံစွာဝတ်ပြီးအကူအညီရှာဖို့ထွက်ရန်အစဉ်သင့်ဖြစ်နေခဲ့ပါပြီမထွက်သွားခင်မှာသူကယမ်နီကနဲ့ချစ်ဖွဲ့ရစကားဝေးပြောဆိုပါလိမ့်အလုံးကိုနှုတ်ဆက်ပြန်အောင်အဲရီအင်္ဂနီထွက်ခွာသွားပါလိမ့်ရာဒီဥတုကတော့ဆိုးရနေစေပါဒါပေမဲ့သူ့ရဲ့တငယ်ရှင်အတွက်အကူအညီရှာဖို့စိတ်ပိုင်းဖြတ်ထားပါရင် သူကလည်းကျန်းတက်တဲ့နင်းမုန်တိုင်းအလေမှာခရီးစားတင်ပါရင်ဒါပေမဲ့ Airit ဟာနည်းနည်းဝေးဝေးရောက်တဲ့အခါမှာတော့နင်းပေါ်မှာတွေးရဝေးကိုတွေ့လျက်ပါရင်ထိတ်လန့်သွားခဲ့တဲ့သူကအဲ့ဒီလမ်းကြောင်းအတိုင်းလိုက်သွားခဲ့ပြီးတော့နောက်ဆုံးအင်ကွန်းရဲ့အသက်မရှိတော့တဲ့ခနာကိုကိုမြေပြင်ပေါ်မှာတွေ့လျက်ပါရင် Airit ကသူ့ကိုပြန်လဲအတက်တွင်းဖို့ကြိုးစားနေတဲ့အချိန်အရင်တုန်းကလူသက်သမဟာရုတ်တရက်ပေါ်လာပြီးတော့သူ့ကိုတိုက်ခိုက်ပါရင်အဲ့ဒီအခါအိမ်ထဲမှာဆိုတော့မိဝေဖြက်ခနဲ့ဖြက်ခနဲ့ဖြစ်လာလို့ Airit နဲ့ Jennica တို့နေရောက်ဆလုံးအောက်ထပ်ကိုဦးတည်သွားကြပါရင် မော်တန်ကနေနေနောက်ကျမှနိုးလာတဲ့ခါမှာသူ့ရဲ့ပတ်ဝန်းကျင်မှာဘယ်သူမှမရှိတော့ကိုတွေ့ရပါရင်သူကလည်းသူတို့ကိုအော်ခေါ်ကြည့်ပေမဲ့ဘယ်သူကမှမတုံ့ပြန်မှောက်ဒါကြောင့်နေနေဆိုရင်သွားခဲ့ပြီးဆိုဖာကနေပင်ပင်မပန်ထကသူတို့ကိုစားတင်ရှာပေးပါရင်အောက်ထပ်မှာတော့မီကယ်နဲ့အီယမ်နီကာတို့မီဆက်ကိုပြင်ဆင်ဖို့အစွမ်းကုန်စူးစမ်းနေပါရင်ဒီလိုလုပ်နေတော့သူတို့ဟာမတော်စတန်းတစ်ခုနဲ့ပိတ်ထားတဲ့လောဘတခါတစ်ခုကိုတွေ့သွားခဲ့ပါရင်နေအောင်တာအဲ့ဒီတခါကိုဖြွင့်ပြီးတော့အထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာ ပစ္စည်းတွေအများကြီးတွေ့ရပါတယ်သူတို့ကအဲ့ဒီပစ္စည်းတွေဟာဟိုတယ်ပိုင်ရှင်တွေရဲ့အုပ်ဆောင်ပဲလို့ထင်ကြပါတယ်မောင်းမိုက်တဲ့အခန်းထဲပုံပုံစူးစမ်းကြည့်လိုက်ပြီးတော့မကြသေးခင်ကမှအတုံးပြူထားပုံရတဲ့အခန်းတစ်ခုကိုတွေ့ရပါတယ်သူတို့ကသတင်းစာငယ်လေးဝေကိုလည်းတွေ့ရပါတယ်အဲ့ဒီအထက်ကအများစုဟာပထမဆက်ဝင်ခန်းတို့ကမျက်နှာမှာအမှတ်အတားပါတဲ့ကလေးလေးအကြောင်းဖြစ်ပြီးတော့ခေါင်းစဉ်ကနောက်ထပ်ဝမ်းနည်းစရာအဖြစ်ဆိုတစ်ခုထပ်ဖြစ်ပြီးလို့ရေးသားထားတာပါနောက်ထပ်ဆောင်းပါးတစ်ခုမှဆိုတော့မင်္ဂလာဟိုတယ်လို့ခေါင်းစဉ်တက်ထားပါတယ် တို့ငားနေတဲ့ဟိုတယ်ဟာအမှန်တကယ်ဆိုရင်တော့ဆယ်စုနဲ့သုံးခုလောက်ကဆွန့်ပစ်ခံထားရတာဖြစ်တဲ့အကြောင်းသိလျက်ရပါတယ်။ပိုင်ရှင်နေစီမှာအုတ်ထုံးတဲ့နေကမျက်မှန်နေလိုမျိုးပစ္စည်းအစ်စ်တွေဘယ်လိုမျိုးရှိနေရသလဲဆိုရယ်တန်တရားဝေဖြစ်ကြပါတယ်။အဲ့ဒီဆုံသွဲကလက်ဝဲရတနာနဲ့ဂါတော့လိုမျိုးပစ္စည်းတွေလည်းတွေ့ရပါတယ်။ဘယ်သူကမှဒီလိုကိုပိုင်ပစ္စည်းတွေကိုမဆွန့်ပစ်တင်တာကြောင့်မိကိုနဲ့ဂျူနီကာတို့ဟာဒီနေရာမှာတကခုတော့မာနေပြီလို့နောက်ဆုံးသိလိုက်ကြပါတယ်။ချက်ချင်းပဲသူတို့ကဒီနေရာကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပထမဆုံးအနေနဲ့ယူနီကီက အင်ကိုနဲ့စကားပြောရှင်နေခဲ့ပါရင်ဒါပေမဲ့တခါဖွင့်လက်တဲ့နဲ့အကျမ်းပြန်တစ်ခုလုံးတွေးဝေနဲ့ပြန့်နှံ့နေတာကိုမြင်ရလို့အားသင့်သွားခဲ့ပါရင်တစ်ချိန်တည်းမှာပဲမော်တန်ဟာမိဖို့ခန်းကိုတွားပြီးဘဲဘူးတလုံးကိုတွေ့လက်အတွက်ဖွင့်ဖို့စူးစမ်းပေးမယ်မအောင်မြင်ပါဘူးမီရှယ်အပေါ်ထက်ကိုရောက်လာတဲ့အခါမှာသူ့တငယ်ချင်းရဲ့အော်တန်ကြောင့်ထိလန့်တွားခဲ့ပြီးမိဖို့ခန်းစီကိုအပြေးသွားပါရင်ဒါပေမဲ့မီရှယ်ကတခါကနေတွေးဝေစီးကြနေတာကိုမြင်တော့ ပို့ပြီးထိတ်လန့်သွားခဲ့ပါလိမ့်သူပြဖြစ်ရှင်ဝင်ကြည့်လိုက်တော့မော်ဒန်ကျမ်းပြပေါ်မှာလဲကျနေတာကိုတွေ့လဲရပါလိမ့်ပေပူဖွင့်ဖို့ကြိုးစားနေတယ်ပဲလဲကျသွားပုံရတာပါအဲ့ဒီအခါမှာပဲယမ်နီကီကလည်းစိုင်းနဲ့မျက်နှာနဲ့ရောက်လာခဲ့ပြီးအင်ကွန်းလို့ပဲရိုရိုလေးပြောလိုက်ပါလိမ့်အဲ့ဒီနောက်ယန်နီကီကသူတို့ကိုအခန်းတစ်ခုစီခေါ်သွားပြီးတော့မီကေဟာသွေးဆိုးနေကြတဲ့ကျမ်းပြပေါ်မှာသူ့ရီစာရဲ့လက်ဆွဲကိုတွေ့လျရလို့စိတ်ဓာတ်ကျသွားခဲ့ပါလိမ့်သူတို့အုံယောက်ထွက်ခွာတော့မယ့်အခါမှာပဲရုတ်တရက်တခါပိတ်တန်ကြားလိုက်ရပါလိမ့် ဒါကြောင့်အုပ်စုကအခန်းတစ်ခုထဲအမြန်ဆုံးဝင်ပြီးတော့တကားကိုခက်ခိုင်အခန်းပိတ်လိုက်ကြပါလိမ့်။အဲ့ဒီအချိန်ဂျမ်နီကီကအခြေအနေကိုမော်တန်နာရှင်းပြပြီးတော့သူ့ရေးစားဟာအကူအညီနဲ့ပြန်ရောက်လာမယ့်အထိစောင့်ကြည့်ရအောင်လို့အကြံပေးပါလိမ့်။ဒါပေမဲ့မီကယ်ကတော့ဒါကမကောင်းတဲ့အကြံပဲလို့ထင်ပါလိမ့်။သူကသူတို့အနေနဲ့အချိန်အကြာကြီးအသက်ရှင်မှာမဟုတ်ဘူးလို့တေချာတိပါလိမ့်။အချိန်လေးကွန်လွန်သွားတာနဲ့အမျှမီရှယ်ဟာပူပူပြီးတော့ အထက်လွဲမှမှုရဖြစ်လာပြီးနောက်ဆုံးမခံနိုင်တော့တဲ့အတွက်အပြင်ထွက်ကသူ့ရဲ့ရည်စားကိုရှာဖို့ဆုံးဖြတ်ပါရင်းတခြားလူတွေကသူ့ကိုတားဖို့ကြိုးစားပေမဲ့မီရှယ်ကတော့စိတ်ပိုင်းဖြတ်ထားပါပြီးသူကလည်းအခန်းထဲကနေပြေးပြေးချင်းထွက်ပြီးတော့အောက်ထပ်ကိုဆင်းသွားပါရင်းသူ့ရဲ့နှလုံးသားထဲမှာသူမအတက်ရှင်နေအောင်မယ်လို့မျှော်လင့်ထားတာပါအောက်ဆုံးကိုရောက်ပြီးတော့သူကခြုံထက်တဲ့လက်နက်တစ်ခုကိုယူပြီးတော့အင်ကွန်းကိုအခန်းတစ်ခန်းချင်းစီရှာကြည့်ပါရင်းရှာဝေနေတဲ့အချိန်မှာအတန်တတော်များထွက်လာပါရင်းတစ်ချိန်တည်းမှာပဲသူကရုတ်တရက်ကြီးမားတဲ့လူတက်သမားရဲ့တိုက်ခိုက်ခံရပြီမဲ့လေ အချိန်မီရှောင်ရှားနိုင်ခဲ့ပါရင်မိရှေကအရှိတခါကနေအပြေးထွက်သွားခဲ့ပေမဲ့သူ့အဝေးကြီးတွားလို့မရမှန်တိခဲ့ပါရင်လူသက်သမားတခါနာကိုရောက်တော့ဗိတုကမမြင်ရတော့ပါဘူးအမှန်တကယ်တွင်တော့မိရှေကခေါင်းမိုးပေါ်မှာပုံနေတာဖြစ်ပြီးဂျန်ကျုံတဲ့လူကြီးထွက်သွားတာကိုအေးအေးဆေးစောင့်ဆိုင်နေကြတာပါအဲ့ဒီနောက်ပိုင်းသူဟာတငယ်ရှင်နေစီအပြေးပြန်လာခဲ့ပြီးတော့ကြီးမားတဲ့ပစိန်တလက်ကင်ထားတဲ့လူကြီးတယောက်ကိုမြင်လိုက်တဲ့အကြောင်းရှင်းပြပါရင်ထိုနဲ့တန်တွေရက်သွားတဲ့အခါမှာမိရှေကယမ်ဒီကကိုအခွင့်ရရှိတဲ့အချိန်သူနဲ့အတူထွက်ခွာဖို့တိုက်တွန်းပါရင် သူကမော်တန်ဟာဝန်ထုတ်ဝန်ပိုးတာဖြစ်တယ်လို့ယူဆပြီးတော့သူ့ကိုစွန့်ပစ်တင်တယ်လို့ပြောပေမဲ့ channel ကတော့တခြားနီလန်ရှိမယ်လို့ငင်းခုန်ခဲ့ပါရင်းမီရှယ်ဟာတခြားနီလန်မရှိဘူးလို့ပြောပြီးပဒင်ပေါက်ကနေတဲ့အရေးပါတဲ့ပစ္စည်းတွေရမလားဆိုပြီးတော့အနီးအနားကတဲတစ်ခုစီကိုပြေးသွားလိုက်ပါရင်းဒါပေမဲ့သူ့ရကံကုံသွားခဲ့ပြီးတော့ဝက်ဝန်ထောင်ချောက်နဲ့နေမိသွားလို့သူ့ရအော်တန်ကတငယ်ရှင်တွေကိုတတိပေးလိုက်တယ်လို့မျိုးဖြစ်သွားခဲ့ပါရင်းထောင်ချောက်ကနေလွတ်အောင်ယုံထွက်ပြန်တော့မီရှယ်ဟာတဲထဲကိုအမြန်ဆုံးဝင်သွားကရက်ဆက်တဲ့လူကြီးရှီကက်လာတာကိုမြင်လိုက်ရပါရင်း သူပုံဖို့ကြိုးစားပေမဲ့ကံမကောင်းစွာနဲ့ပဲလူသားသမားကသူ့ကိုတွေ့တော်မှာနေအဲ့ဒီနောက်သူတငယ်ရှင်တွေရဲ့မျက်စိအရှိမတင်မီရှယ်ရဲ့လက်ပင်ကြိုးသွားခဲ့ပြီးတော့ချက်ချင်းကိုတိတွားခဲ့ပါရင်းယန်နီကနဲ့မော်တန်တို့ဟာလူသားသမားရဲ့ရဲဆဲမှုကိုတွေ့ပြီးရဲ့နောက်သူတို့ကလည်းထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါရင်းသူမကမော်တန်ကိုအခန်းထဲကနေထုတ်ပြီးတော့အယားကြီးအနေနဲ့ကုန်လောင်ယုံတစ်ခုအထဲမှာပုံအောင်လိုက်ကြပါရင်းဒါပေမဲ့အဲ့ဒီအခါမှာသူတို့ကလွယ်လွယ်ကူပြစ်မှတ်ဖြစ်နေတာကြောင့်ယန်နီကဟာအတုံးဝင်တဲ့တကူးကိုရှာကြည့်ဖို့ဆုံးဖြတ်ပါရင်း သွန်ဆုပ်စွာနဲ့ပဲသူမကဒဏ်ရာရနေတဲ့တငယ်ချင်းကိုအခန်းထဲမှာထားခဲ့ပြီးမကြခင်ပြန်လာမယ်လို့ဂတိပေးပါရီနောက်ထဲဆက်ဝင်ခန်းမှာဆိုရင်ယမ်နီကီကမိရှေအသက်ခံရတဲ့သဲစီကိုတော်ပါရီခဏလောက်ရှာဖွေပြီးရနောက်သူမကကြီးမားတဲ့ဆွဲဆက်တစ်ခုကိုတွေ့ပြီးမြဲအရန်ကိုလေးတဲ့အတွက်ရွှေ့လို့မရပါဘူးအဲ့ဒီအခါမှာရုတ်တရက်တခုခုကသူ့ရဲ့အာယုံကိုဆွဲဆောင်လိုက်ပါရီသူ့ရဲ့အာယုံကိုဆွဲဆောင်လိုက်တာကရှော့ကန်တလက်ဖြစ်နေခဲ့ပါရီအဲ့ဒါဟာတောင်ပေါ်သားကြီးပိုင်တဲ့ဟာဖြစ်နေပါရီယမ်နီကီကအဲ့ဒီလက်နက်အ အလုံးလုံးသေးတယ်ဆိုကိုတိလိုက်ပြီးတော့ကြီးစံတဒောင်းလဲရှာတွေ့ပါရင်ဒါကသူ့ကိုဟိုတယ်အားပြန်သွားဖို့ယုံကြည်မှုပေးပါရင်မော်တန်နဲ့ပြန်ဆောင်တဲ့အခါမှာသူကတောင်ပေါ်တာကြီးကိုပြစ်ဖို့အတွက်အစီအစဉ်မျှဝေခဲ့ပါရင်သူကတစ်ချက်ပဲပြစ်ခွင့်ရမှာကိုတိပြီးဒါဟာသူတို့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်တဲ့ကြောင်းသိပါရင်နေရောက်တာကလူသက်သမားရှိတယ်လို့ထင်တဲ့အောက်ထပ်ကိုဦးတည်သွားလိုက်ကြပါရင်သူကမော်တန်ကိုမောင်ရိပ်ထဲပုံခိုင်းထားပြီးတော့သူကိုယ်ရင်းကလိုဝဲအခန်းတဲ့တယောက်ထဲဝင်မဲ့အရင်မီးဆက်ကိုပြစ်ပြစ်လိုက်ပါရင်သူကနည်းနည်းသုံးဝင်သွားတဲ့အခါမှာ ရုတ်တရက်တဲ့အရောက်ကသူ့ရဲ့ခြေထောက်ကိုဆွဲလိုက်လို့အရန်ကိုထိတ်လန့်သွားခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့ရီစာ area ပဲဖြစ်ပြီးအသက်ရှင်နေသေးတာပါ။ယမ်နီကကလည်းသူ့ကိုတွေ့ရလို့ဝမ်းသာသွားခဲ့ပေမဲ့သူ့လမ်းမလျှောက်နိုင်ဘူးဆိုတော့တိတဲ့အခါမှာတခြားတစ်ခုကိုအရင်အဆုံးလှုပ်ဖို့အဆုံးဖြတ်ပါတယ်။မကြခင်မှာပဲသူတို့ကလူတပ်သမားရဲ့ခြေတံကိုကြားလိုက်ရပါတယ်။သူကမကြခင်မှာဓမီတစ်လက်နဲ့ ပေါ်လာခဲ့ပြီးတော့ယူနက်ကီကသူ့ကိုပြစ်ဖို့ပြင်ဆင်ပါရီဒါပေမဲ့သူပြစ်ခတ်နိုင်ရှင်မရှိသေးခင်လူသက်သမားကကျွမ်းကျင်စွာနဲ့ပဲမိဝယ်ပိတ်လိုက်တဲ့အတွက်နေရာတစ်ခုလုံးအမောင်အတိဖြစ်သွားခဲ့ပါပြီမော်တန်ထွက်လာခဲ့ပြီးဂျိုနီကကိုချက်ချင်းပြေးရအောင်လို့ပြောပြီးမဲ့သူကသူ့ရဲ့ရေးစာအသက်ရှင်နေတော့မလို့ငင်းဆန်ပါရီမကြခင်လူသက်သမားထပ်ပေါ်လာပြီးတော့ ဂျိုနီကာကသူ့ရဲ့ကြည်စံတရောက်ကိုပြစ်လိုက်ပါရင်ဒါပေမဲ့လူတပ်သမားကအဲရစ်ကိုဒိုင်းလိုမျိုးအသုံးပြုထားတာကြောင့်မထီရောက်ခဲ့မောင်းဂျန်းကျုံတဲ့လူကြီးကအဲရစ်ကိုပါတတ်လိုက်ပြီးတော့အခုဆိုရင်တေဆုံးသူဥယေက၃ရောက်ရှိသွားခဲ့ပါပြီ အခုတော့သူတို့ဟာထောင်ချောက်ထဲမိသွားပြီမလို့မော်တန်ဟာရရင်စွာနဲ့ပဲယမ်နီကာရဲ့ရှော့ကန်ကိုယူကာသူမကိုထွက်ပြေးဖို့ညွန်ကြလိုက်ပါရင်သူကလူသက်သမားကိုတတ်နိုင်သမျှအစွမ်းကိုနှောက်နေထားမယ်လို့အာမခံပြီးတော့ယမ်နီကာကလည်းအခန်းကနေပြေးထွက်သွားကသူ့တငယ်ရှင်ကိုတေးဖို့ထားရခဲ့ပါရင်သူမထွက်ပြေးမကြခင်မှာပဲလူသက်သမားကမော်တန်ကိုတိုက်ခိုက်ပြီးတော့အချက်ချင်းပဲတတ်ပြပါရင်ယမ်နီကာအပြင်ထွက်သွားပြီးတော့သူ့ရဲ့စကီကီယာဝေကိုဝတ်ဆင်လိုက်ပါရင်သူမကအမောင်ထဲမှာထူထပ်တဲ့နေလောအထက်ပြေးဖို့ကြိုးစားပေမဲ့ ဲ့ဒီလူသက်သမားကြီးကလည်းမကြခင်လိုက်မိလာခဲ့ပြီးသူမကိုလဲကြောင်ရိုက်ပြပါရင်တတိပြင်ရလာတဲ့အခါမှာသူမဟာတငယ်ရှင်အလောင်းတွေနဲ့အတူဆွဲလဲတစီအပေါ်ရောက်နေတာကိုတွေ့ရပါရင်လူသက်သမားကသူတို့ကိုစွန့်ပစ်ဖို့အတွက်နေရာတစ်ခုစီဆွဲခေါ်လာတာဖြစ်ပြီးတော့ဂျိုနေရှီအသက်ရှင်နေတယ်ဆိုတာတတိမထားမိခဲ့ပါဘူးမကြခင်မှာပဲသူကသူတို့ကိုနဲ့ချိုင်းတဲ့ကျင်းတစ်ခုစီခေါ်တွားခဲ့ပြီးတော့ခန္ဓာကိုယ်ဝင်ကိုတစ်ခုချင်းပြေရှားဖို့စတင်ပါရင်လူသက်သမားအာယုံပြောင်းနေတဲ့အချိန်မှာဂျိုနီကီကတငယ်ရှင်တွေအထက်ကတယောက်ရဲ့အိတ်အထက်မှာ ဒါတခုကိုရှာတွေ့ခဲ့ပါရင်လူတတမသူ့စီကိုရောက်လာတဲ့ခါမှာသူကသူ့ရဲ့ရင်ဘတ်ကိုထိုးပစ်ပြီးတော့နောက်ထပ်လက်နက်တခုကိုအပြေးသွားယူခဲ့ပါရင်ဒါပေမဲ့လူတတမကသူ့ရဲ့ဂျိုးပန်မှုကိုလေးမြန်စွာရက်တန့်ပြပါရင်ယွင်းဆန်ကဖြစ်နေတဲ့အချိန်သူမကဂျင်းအစွန်းကိုရောက်သွားခဲ့ပြီးတော့အထဲကြားရောပဲပုံပေါ်နေခဲ့ပြီးမြတ်နေရှိကအချက်ချင်းပဲသူ့ရဲ့မျက်မှန်ကိုဆွဲချလိုက်လို့သူကခဏတာမျက်စိကွယ်သွားတဲ့အချိန်မှာပဲသူတို့ကလည်းသူ့ရဲ့မျက်နှာကိုရိတ်ခနဲမြင်လိုက်ရပါရင် အခွင့်အရေးကိုအမိအရာဆုပ်ကိုင်ပြီးတော့ဂျိုနေရှိကသူ့ရဲ့လက်နက်ကိုယူပြီးတော့သူ့ရဲ့ရင်ဘတ်အထည်ထိုးတွင်လိုက်ပါရင်လူရင်ကြီးကဒါနဲ့ပဲဒိန်ယာကြီးကြီးမှရသွားခဲ့ပါပြီသူအပေါ်ကနေလွတ်ကျသွားတဲ့အချိန်သူဟာကလေးဘွားတို့ကနင်းထဲမှာအလိုက်ခံလိုက်ရတဲ့အသိကိုပြန်လည်မြင်အောင်ခဲ့ပါရင်အော်ဆရာကသူ့ကိုလိုက်လံနင်းထုတ်ခဲ့တဲ့လူတွေဟာသူ့ရဲ့ကိုယ်ပိုင်မိဘဝေဖြစ်ခဲ့တယ်ဆိုတာဖော်ပြထားပါရင်အဲ့ဒီအရာကနေသူကဒီလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့မကောင်းစွာတကောင်ဖြစ်လာရတဲ့အကြောင်းရင်းနဲ့တူပါရင် အခုဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ဟာသူတိုက်ခိုက်တပ်ဖြတ်ခဲ့တဲ့လူငယ်၄ယောက်နဲ့သူရောနှောလျက်ရှိပြီးတော့ဆက်ကားကလေးဒီမှာပဲအဆုံးသတ်ထားခဲ့ပါတယ်။